မော်ပြည်နယ်မှာအာဏာသိမ်းစစ်ကောင်မရှင်ဖွဲ့လက်မဲ့လာမဲ့ပြည်သူစစ်မှုတန်းတန်တန်းအပတ်စဉ်ဆက်ရှိအတွက်ဒေသတွင်းကလူငယ်250နီးပါးစစ်သားစုဆောင်ခံလရတယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်စစ်သားစုဆောင်ခံလရတဲ့လူငယ်တွေကိုအောက်တိုဘာ18ရက်နေ့ကမော်လမြိုင်ခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်မှာစစ်ကောင်မရှင်ခန့်မော်ပြည်နယ်အစိုးရအဖွဲ့ကတွားရောက်တွေ့ဆုံခဲ့ပါတယ်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေဟာအတင်းအဓမ္မပေါ်တာဆွဲခံရတာညာဘက်အပြင်ထွက်ဆင်ဖမ်းဆီးခံရတာအလုတ်သွားအလုတ်ပြန်ချိန်တွေမှာဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် တပ်သားစုဆောင်ခံရသူအများဆုံးပါဝင်ပါတယ်။မော်ပြည်နယ်ဒေသခံတအူးကတော့စစ်မှုထမ်းစုဆောင်ခံရတဲ့လူငယ်များစုဟာမြို့ဝင်ဂိတ်တွေမှာဖမ်းဆီးခံရသူတွေညဘက်အပြင်နေဘက်တွေမှာပါဖမ်းဆီးခံရသူတွေပါဝင်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ခုကျွန်တော်တို့ကြားတဲ့အထက်မှာကလေးလူငယ်လေးတွေကဟိုအသေးသေးဖြစ်ပြီးတော့သွားရလာတာရှိအဲ့ဒီခုနကမြို့ဝင်ဂိတ်တွေကနေပြီးတော့ဖမ်းဆီးတာတွေညဘက်ဒီဒီတိုင်းပဲဟိုညဘက်မဟုတ်ဘူးနေကင်းဖက်တော့ကပိုတင်ဆွဲတာလေဟာအဲ့တော့ ရှိပါတယ်။အဲဒီကကတော့ကျွန်တော်တော့ရှော့ပေါ့နော်။ဒီဘယ်လိုပြောမလဲပတ်စပေါ့ဒီဒီဒီကတော့ဒီလူငယ်လေးတွေကိုဆွဲလဲဟာတော်တော်များများသောလူငယ်တွေကခုလက်ရှိပေါ်တာဆွဲတာလေးခုတင်းနော်မှာစတော့ဆူဆော်တဲ့တန်ဒီမခံနိုင်တဲ့တချို့လူကြတော့ဘယ်လိုပြောမလဲလောသွားတဲ့လူတွေကြတော့ဘယ်လိုဟိုဘီဘာရီဘီဘာရီထွက်ထွက်သွားတဲ့လူတွေလူငယ်တွေလည်းအများကြီးရှိတော့ပေါ့နော် ဒေတာတွင်မှာတော့အเจ้าမျိုးမျိုးကြောင့်စစ်ကော်မရှင်ရဲ့ဖမ်းဆီးခေါ်ဆောင်ခံရပါကအများစုဟာပြန်လည်လွတ်မြောက်လာတာမရှိဘဲတသားတည်းဖြစ်စုဆောင်းခံရပြီးစစ်ကော်မရှင်နဲ့နှိစက်သူအ ਨੇ စုလောက်တာငွေကြေးအဆမတန်ပေးမှသာပြန်လွတ်လာတာရှိတယ်လို့သူကဆက်ပြောပါတယ်။အခုနောက်ပိုင်းစစ်ကော်မရှင်ရဲ့ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေဟာစစ်မှုရန်လူစားထုတ်အငှားခေါ်ယူလို့မရတာကြောင့်စစ်မှုရန်အတွက်ဒေတာတွင်ကလူငယ်တွေကိုပြစ်မှတ်ထားလာပြီးနေရောညပါလုံခြုံမှုကင်းမဲ့လာတယ်လို့လူငယ်တွေကဆိုကြပါတယ်။တစ်ဖက်မှာစစ်ကော်မရှင်ဟာ ပြည်သူစစ်မှုရန်ဥပဒေကိုပြန်လည်အသက်သွင်းပြီးတဲ့နောက်မော်ပြည်နယ်မှာလစဉ်စစ်မှုရန်တန်တန်းတွေဖွင့်လှစ်နေပြီးရွေးကောက်ပွဲနီးလာတာနဲ့အမျှစစ်မှုရန်အတွက်တပ်သားစုဆောင်မှုတွေပုံမပြုတ်လောက်လာပါတယ်။တာလွန်တိုင်းကပြည်သူထားတဲ့ချက်လက်တွေအရမော်ပြည်နယ်မှာတော့စစ်ကော်မရှင်ရဲ့ပြည်သူစစ်မှုရန်တန်တန်းအပတ်စဉ်တက်ကနေအပတ်စဉ်၁၈ရက်ထိဒေသတွင်းကစစ်မှုရန်အကျုံးဝင်တဲ့လူငယ်၃၃၀၀ဝန်းကျင်စစ်သားစုဆောင်ခံထားရတာဖြစ်ပါတယ်။